ရွှေဟင်းသားရဲ့ချန်ရန်ကဗဲမင်းသမီးမမလုံနိုင်တဲ့ပုံစံနဲ့ချက်တည်းရှိရှိမင်္ဂလာဆောင်ခဲ့တဲ့မေပကြီးအခုချိန်မှာဗဲမင်းသမီးမမလုံနိုင်တဲ့ပုံစံနဲ့ချက်တည်းရှိရှိမင်္ဂလာကပြီးမှတ်တမ်းတင်ကမင်္ဂလာလက်မှတ်ရေးထိုးခဲ့တာကတရုတ်ဆောင်မင်းသမီးမေပကြီးပါဒါကြောင့်လည်းပြည်သက်တီချီချူးခံနေရတာဖြစ်ပါတယ် အထူးသဖြင့်မေပတိဟာမုံလူမျိုးဖြစ်တာနဲ့ညီကိုတိုင်းသားရုံးရယဉ်ကျေးမှုကိုတော်တော်လေးတန်ဖိုးထားတာကိုတွေ့ရပါတယ်။ဒါကြောင့်လေခင်မလောကိုမျိုးကိုကိုနဲ့မင်္ဂလာကပီးမော်ကွန်တင်လက်မှတ်ရေးထိုးပွဲမှာမုံလူမျိုးတွေရဲ့ရွှေရောင်ဟင်းတာဝတ်စုံတွေတတို့သမီးကိုကြိုးစိုးကပြဖျော်ဖြေခဲ့တာကိုတွေ့ရတာပါ။ဒါပြင်သူတို့တမီးမိပကြီးအားဆိုရင်လေမြမဆန်းဆန်းဝတ်စုံလေးနဲ့တူစက်တီရှိရှိလှပနေတာကိုတွေ့မြင်ရတာပါ တခြားသောနာမည်ကြီးအနုပညာရှင်များဆိုရင်အခုလိုမင်္ဂလာပွဲတွေမှာဝတ်ပြကြတာပိုင်ဆိုင်မှုကိုချပြကြတာကြောင့်ယန္တနာပစ္စည်းတွေစုံနေအောင်ဝတ်ပြပေးမယ်။မိဘကြီးကတော့တကယ်ကိုရိုးရိုးရှင်းရှင်းဖက်ရှင်ကြကြနေ။သူမရဲ့မင်္ဂလာလက်မှတ်ထိုးပွဲကိုစီစဉ်ထားတာကိုတွေ့လာရတာဖြစ်ပါတယ်။ဒါကလည်းမိဘကြီးရဲ့စီမံခန့်ခွဲမှုတွေတော်လို့ဖြစ်ကြောင်းချီးကျူးရမှာပါ မေပတီဟာတရုတ်ဆောင်တရားဖြစ်တဲ့အပြင်ထူးခြားထက်မြက်တဲ့အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်တူဖြစ်တဲ့လို့အခုလိုမျိုးဖက်ရှင်မြင်နဲ့ပြည်စုံလို့လည်းအခုလိုချက်တီမင်္ဂလာရှိတဲ့ပွဲလေးစီစဉ်နိုင်ခဲ့တာဖြစ်ပါတယ်။